ကိုင်းတိုင်းတစ်စဲမျိုးနဲ့ဂရုမရွာကိုစိုးစုကစက်တမလာ26ရက်ဒီကနေ့မနက်7:00နာရီခွဲလောက်ကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနှလုံးကျဲချတိုက်ခိုက်သွားတာကြောင့်အရတား၈ဦးသေဆုံးပြီးတော့12ဦးဒဏ်ရာရတယ်လို့အလောင်းတွေကိုမြေပြင်မှာရှင်းလင်းလုပ်နေသူတွေကပြောပါတယ်။ တည်ဆုံးသူတွေဟာဘုံစားထိမှန်တဲ့နေရာမှာပဲပုံပြတ်ပန်းပြန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမြေကြီးထဲနင်းမြုပ်နေသလိုထိခိုက်ဒဏ်ရာသူ၁၂ဦးမှာတော့ဒဏ်ရာပြင်းထန်ပြီးအသက်အန္တရာယ်ဆိုးရင်ရသူ၃ဦးပါဝင်ပြီးတော့သူတို့ကိုဆေးကုသမှုပေးနေတယ်လို့ဆိုပါတယ်တေဆုံးသူတွေထဲမှာခလေးကြောင်းကျို့သွားကြသူတွေနဲ့ဈေးတယ်နဲ့ပယံအလူသမားတွေအပြင်ဒေသခံအမျိုးသမီးလူငယ်တူပါဝင်တယ်လို့ MFP ကကနဦးသိရှိထားပါတယ် အခုကျွန်တော်တို့လောလောဆယ်တော့ဟိုဘယ်လိုပြောမလို့ကျွန်တော်တို့ဟိုအလောင်းကတော့၅လောင်းရတာပေါ့နော်၃လောင်းကပျောက်နေတာကိုအဲ့ဒီ၃လောင်းတွက်တဲ့နေရာကိုကျွန်တော်တို့ခင်းပြတဲ့နေရာကိုရှာလိုက်တော့အတူအဆတွေ့တော့ပေါ့ကျွန်တော်တို့အသေးဆုံးလိုပဲတတ်မှတ်လိုက်တော့၈လောင်းပေါ့၈ယောက်သေးတာပေါ့ထိခိုက်က၁၂ယောက်ကျော်ပါတယ်ဗျာကိုလက်ရှိကျွန်တော်တို့စင်းကောင်းတဲ့၁၂ယောက်ကျော်တော့ပါတယ်ဗျာကိုအဲ Nobel 1ပန်းဆိုင်အနီးမှာဖြစ်တော်တာကိုအများဆုံးကတော့ကျွန်တော်တို့အဲ့ဒီနားမှာအဆောက်အဦလုပ်နေတဲ့ပယံပယံလူသမားပါတယ်ចောင်းသွွားကြိုတယ် ဟိုကျောင်းသားမီဟိုကျောင်းသားရဲ့အကူတယောက်ပါတယ်ဈေးတယ်တယောက်ပါတယ်ပေါ့နေအိမ်ပြည်စီရတော့ပန်းဆိုင်ရဲ့ပန်းဆိုင်ရဲ့လက်ရှိစောင့်နေတဲ့နှစ်ထက်တိုက်ရဲ့အိမ်နာလီကကျွန်တော်တို့ဟိုဆွဲထက်ဆိုတဲ့ဟိုပေါ့ကိမ့်မုံဆိုင်ပေါ့ကိမ့်မုံနဲ့အေးဆိုင်ရဲ့အဲ့သုံးလုံးပြည်စီသွားတယ်ကျန်တဲ့ဟာကတော့အမိုးပွင့်သားတို့ဟိုအကာပွင့်သွားတဲ့ဟာတို့တော့အိမ်နာလီလေးလုံးလောက်ရှိပါသေးတယ် ဆိုးစုကဂရုမရွာအတွင်းကစီဆိုင်နဲ့အေးဆိုင်ကိုဘုံကျဲပြခတ်သွားတာဖြစ်ပြီးတော့အသက်20အရွယ်အမျိုးသမီးတို့နဲ့အမျိုးသားလေးဦးတို့ရဲ့ယုံလောင်းတွေကိုကောက်ယူပြီးတချို့ဖို့လှုပ်ဆောင်နေကြတယ်လို့ဆိုပါတယ်ကရုမရွာပေါ်ဝင်အနီးဝန်းကျင်မှာတိုက်ပွဲဖြစ်နေတာမရှိဘဲစိုးစုကပုံကျဲတိုက်ခိုက်သွားကြအောင်ဒေသခံတွေဟာလေချောင်းရံကိုစိုးရိမ်နေကြတယ်လို့ဆိုပါရယ် ။နေမြေရဲစခန်းလေးရှိတဲ့ဂရုမရွာကိုစိုးအစုနဲ့ပြူစောထီတွေကအထိုင်စကန်ချထားရက2024မတ်လအတွင်းမှာတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းယူပြီးစိုးမိုးထိန်ချုပ်ထားတာဖြစ်ပါတယ်။